တငယ်ချင်းများအားလုံးမင်္ဂလာပါဖူဘီကီကီ channel မှာပြန်လည်ကြိုဆိုပါရစေအသားလေးရလဲနူးဤပြီးအရန်လဲစားလို့ကောင်းတဲ့ထော်ဘက်ဘိမုတ်လောက်တဲ့နီလန်လေးကျွန်တော်ဒီနေ့လာပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အုံသီးလေးတွေကိုဒီမှာချက်တာပြလိုက်ပါနော်အနည်းငယ်လေးပဲကျွန်တော်ဒီမှာသုံးပါမယ်ထညက်ပါထညက်ကြတော့ဒီနေရာမှာနည်းနည်းခက်မြများလောက်ပါနော်ထညက်လေးတွေကိုဒီမှာအရင်ဆုံးရေလေးနဲ့ကြိုပါမယ် ရေကြောင်တို့ဒီနေရာမှာမပြည့်မကျဲအနေထားလောက်ဒီနေရာမှာကြိုပါမယ်နော်။ထညက်ခဲလေးတွေအားလုံးပြုံဝင်သွားပြီဆိုလို့ရှိရင်ဒီနေရာမှာဂဲတွေတဲတွေပေါ့နော်ဒီနေရာမှာပါတဲ့အတွက်ကြောင့်သူ့ကိုစကားတွေနဲ့ဆစ်တာပြလိုက်ပါနော်။ဆန်မိုးကျတော့ကျွန်တော်ဒီမှာဆန်ကျင်ခွန်းနဲ့နှစ်ခွက်လောက်ကျွန်တော်ဒီမှာတုံးထားပါမယ်။ဆန်ကျင်ခွန်းနှစ်ခွက်ပါเนาะအဲ့ဒါဆိုလို့ရှိရင်မုတ်ခက်ချီကြီးလေးပေါ့เนาะနှစ်ခွက်လောက်ရမှာဖြစ်ပါတယ်။ဆန်ကျင်ခွန်းနှစ်ခွက်ဆိုလို့ရှိရင်မုတ်နှစ်ခွက်လောက်ရမှာဖြစ်ပါတယ်။ ီးရင်သူ့ထဲမှာကျွန်တော်ဘိတ်ကင်းပေါင်တာထည့်ပါမယ်ဘိတ်ကင်းပေါင်တာကြတော့ဇွန်လေးနဲ့ဒဇွန်ပါပြီးရင်အစောကကျွန်တော်တို့ထညက်ကြိုရတဲ့အရည်လေးတွေကိုဒီမှာထည့်ပေးပါမယ်နော်ထည့်ပေးပြီဆိုလို့ရှိရင် အားလုံးကိုဒီနေရာမှာရောပြီးတော့မှုေပေးလိုက်ပါเนาะမှုေတဲ့နေရာမှာဒီမှာကျွန်တော်ရေလေးအနည်းငယ်ထပ်ပြီးတော့ထည့်ပါမယ်မုတ်အသားကြတော့ဒီနေရာမှာ မပြည့်မချဲအနေထားတော့ဗောနော်ဒီနေရာမှာကျွန်တော်တို့အားလုံးကိုကြိုပေးရမှာဖြစ်ပါတယ်မပြည့်မချဲအနေထားတော့ကျွန်တော်ဒီမှာထညက်ရည်နဲ့ရည်ကိုကျွန်တော်ဒီမှာချိန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ထောဘတ်ထည့်ပါမယ်เนาะထောဘတ်မရှိလို့ဆိုရင်ထောဘတ်အစားစီသုံးမယ်ဆိုလဲသုံးလို့ရပါတယ်เนาะဒီရဲ့နီလန်လေးကတော့အလွယ်တကူလောက်တဲ့နီလန်လေးကျွန်တော်လောက်ပြလိုက်ရတာပါเนาะ ပြီးရင်ဆိုတော့ကျွန်တော်တို့မုံနှစ်လေးတွေကိုဒီမှာထည့်ပါမယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာကတော့မုံနှစ်လေးကြတော့တနအီလောက်ကျွန်တော်တို့ဒီမှာနှက်ထားပြီးပါနော်တနအီပြည့်မှကျွန်တော်တို့မုံနှစ်လေးတွေကိုဒီမှာထည့်ပြီးတော့အားလုံးကိုဖုတ်ပြီးလိုက်ပါနော်မုံနှစ်လေးလေးဒီမှာအနေငယ်ရလာပြီဆိုရင်အပေါ်မှာကျွန်တော်တို့မြေပဲထည့်ပါမယ် ပြီးရင်ကျွန်တော်တို့အစောကချစ်တာတဲ့အုံသီးလေးတွေဒီမှာထည့်ပါမယ်။ပြီးရင်နှမ်းလေးကျွန်တော်ဒီမှာဖြူထည့်ပါမယ်နော်။နှမ်းဖြူထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ထောက်ပတ်လေးထည့်ပြီးတော့နောက်တစ်ဖက်ကိုကျွန်တော်လှန်လိုက်ပါတယ်။နှစ်ဖက်လုံးဒီနေရာမှာမမတတင်းလေးဖြစ်တဲ့အနေထားတိကျွန်တော်ဒီနေရာမှာထောက်ပတ်လေးနဲ့ပေါ့နော်မိကင်ပေးလိုက်ပါနော်။ဒါဆိုလို့ရှိရင်ထောပတ်နဲ့တင်းတင်းလေးနဲ့အရန်ကိုမှုေးကြိုင်ပြီးစားလို့ကောင်းတဲ့ထောပတ်ဘိမုတ်လေးရပါပြီနော်တငယ်ချင်းတို့ကြားကြရတဲ့ဆိုရင်လိုက်ပြီးတော့လှုပ်ရှားကြီးကြီးကြပါဦးနော် ဒီရဗီဒီယိုလေးကိုသဘောကျပြီးကြိုက်နေတဲ့ရင် like and share လေးနှိပ်ခဲ့ပြီးပို့တောင်းဆိုလဲပြရစီနော်ကျွန်တော်ရဲ့ Food PKK Facebook Page မှာဟင်းချက်နီးလေးတွေတင်လာတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းတွေလာရောက်လည်လပ်လို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆက်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် bye bye